လို့လည်းရရတဲ့အတူပဲ Stein Hyper Arena ရဲ့ Playoff Day 3စတဲ့လာခဲ့ပြီဖြစ်ပါတယ်3 3เนาะ match number 1နေနေ lower bracket final ကိုတက်လန်းဖို့အတွက် Falcon Esports နဲ့တွေးဖို့အတွက် Best of 3ရှင်ပြန်ရမယ် Falcon Nest Blackton ဒါတို့ဒါအဲဒါတို့ဒီ direct invite အသင်းနဲ့ဒါကျွန်တော်ဒီ qualifier နေတက်လာတဲ့အသင်းเนาะကျွန်တော်ဒါပြန်ပြီးတွေးကြတဲ့ပွဲစဉ်တပွဲမှာ qualifier နေတက်လာခဲ့တဲ့ Falcon Nest မနေ့မှလည်း Mangy Base Net ကိုအကောင်းဆုံးကျော်ပြည့်ရင်းနဲ့ Blackton နဲ့ဆက်လက်ပြီးတွေးအောင် first blood ဆက်ပြီးတော့ KB damage တွေဂျားတိုင်းမှာဆက်လက်ပြီးရခဲ့တယ်ပြ CM မှာဒီဘွဲကတော့ကျွန်တော် Fagonas အနေနဲ့မင်းမ pick ထားတဲ့ဒီဘက်ကနေပြီးတော့ဒီ CN နဲ့တန်ပေါက်ရဲ့ hero လေးတွေက early game မှာတော်တော်လေးကိုတော့ကျွန်တော် dominate လုပ်နိုင်တာကိုတော့သတိထားရမယ်။အဓိကကျွန်တော်ဒီတန်ပေါက်ရဲ့ applicable တွေရှိနေမယ် CN ဘင်းတွေပြုံးရသူနောက်မှာ pop ဖြစ်နေမယ်။ဟုတ်တယ် press damage တွေနဲ့ဆိုရင်တော့ကျွန်တော်ရင်ဆိုင်ကတော်တော်လေးကိုတော့ခက်ခဲနေမယ်။ဒါပေမဲ့ကြီးရတာလောလောဆယ်ဒီဘက်ကနေပြီးတော့ Bladton အနေနဲ့ဘုံဘုံ club က link တင်းလေးကိုပဲပြပြလှုပ်ပြီးတော့ဘယ်တဲ့ combination တွေကြာမယ်ဆိုရင်တော့ Bladton ရဲ့ strategy တွေကတမျိုးပြောင်းသွားနိုင်တယ်ဟုတ်တယ်ရှေ့မှာလဲ warface နောက်မှာ jungle လာလဲ join ဆိုတော့ language damage မှာလဲ takafu ရဲ့ dash sonata တွေရှိနေရဆို warface တွေဒါ pomoclay hand တွေ join dash တွေမိမယ်အပြစ်ဒီ yoyo ရဲ့ go buster မှုတ်တာလေးတွေဆွဲတာလေးတွေပြန်မိမယ်ဆိုတော့မခံစားနိုင်ဘူးကဲတော့ ck damage speed high နဲ့ cristiano leo တော်တော်လေးကသွေးကိုင်းသွားတယ်တေးတုံးနဲ့တေးတုံးမဲ့ကြံတော့ဆိုကြလေပြန်ပြီးတော့4 back ရအောင်ပြီ we got to start ပြီးပေးရအောင်ပြီ ဒီအနေနဲ့ဝင်အထွက်အပိုင်းလေးမှာတော့တော်တော်လေးတော့ကဲဖူးလောက်ရမှာတော့အမှန်ပဲဗျဒီကတန်ပေါက်ကသူ့ကိုတောက်လျှောက်ချိနေမယ်ဆိုရင်တော့တော်တော်လေးတော့ခဲရင်းနေပြီတော့ဗျအားလီဂိမ်းမှာတော့ဖေဂွန်နက်စ်နေသူတို့အသာစီးရောက်ပြီးတော့ကြိုးစားနေရဆိုရင်မလို့တစ်ဖက်ကနေပြီးတော့တက်ချွန်တို့ယိုယိုတို့ပြန်ပြီးလောကထွက်လာမယ်အချိန်ကျရင်ဘာလို့ဘလို့ဖြစ်လာမလဲဆိုတော့စစ်ကြည့်ရမယ်ဗျပြီးတော့ဘွန်ဘိုကလပ်နေနဲ့လည်းဗရေကွန်မိုင်းနေရှင်တစ်ဖက်ကနေပြီးတော့ညူကိုထက်မြန်နဲ့အနေထားဗျတော့တန်ပေါက်နေတော့ OBU ဘက်ကတော့ပေးထားရတယ် ဲ့တော့ဒီလက်ရှိဒီပွဲမှာတော့ဂိုးလိမ့်မဲ့စပြီးတော့ပဲဂန်းကင်းတွေကဒီပို့ပြီးတော့မြင်ရမှာပေါ့နော်ရှစ်ပွဲရှစ်ပွဲတွေကြောင့် off the off day ကိုနည်းနည်းကန်းတာတွေပါလိရှိတည်တယ်ဒါပေမဲ့ဒီပွဲကကျတော့ဂိုးလိမ့်ကန်းကင်းတစ်ခုပဲတွေ့ရမှာဆို off the ကန်းလည်းသွားပြီးမသေးနိုင်ဘူးဆို objective ပတေလီလောက်မှပဲဒါကျွန်တော်တို့ပြန်ပြီးတွေ့ရမယ်သဘောပေါ့နော် first star တွေကတော့ fakeness စပြီးတော့ယူနေပြီးဂလူးအာဂလူးတွေနောက်တော့ကောချာတွေပါနေတဲ့အနေနဲ့ CQ you damage တွေ drive ပူပူ clash defense တွေကြားထဲမှာတော့ပြန်ပြီးတော့တေးတေးဆုံးသွားပြီပေါ့နော်အဲ့တော့မှခရစ်စတီယာလီလိုနောက်တဲ့ဂလူးရဲ့ဂေါကွက်ချက်တွေကြားထဲမှာထမမစီရင် damage နဲ့အတူပဲ netherland စပြီးတော့ပေးလိုက်ရတယ်လူတို့ပြန်ပြီးတော့ပေးရဲဆိုမစီက damage နဲ့အတူပဲဆက်လက်ပြီးတေးဆုံးသွားပြီပဲနောက်မစီရင်တောင်းလျှောက်ပေးနေ damage ကိုမခံစားနိုင်တဲ့ဘလက်သွန်တာတန်နဲ့အတူ hugi လေးကောင်တီတီကိုပဲပေးလိုက်ရပါတယ်ရိုးရိုးအနေနဲ့ netherland ဒီပါရီရခဲ့တယ်ဆိုရင်မဲလို့ other game timing အတွင်းတစ်ဖက်ကနေပြီးတော့ damage outpour ကောင်းကောင်းကြီးပေးနိုင်တဲ့အနေအထားတစ်ခုမှတော့အဆင်မပြေဘူးဖြစ်သွားရတယ်ပြီးတော့ကျွန်တော်တို့ဒီ bomb clock နေနဲ့အရင်ဆုံး down ရတာတစ်ခုသူဒီအချိန်မှာ ultimate ဒီပါရီမရှိသေးဘူးတန်ပေါင်းကင်နဲ့ amplifier အားလေးကိမှာ troy လို ုံလုံလုံနိုင်နေတဲ့အပြင်နောက်ကနေပြီးတော့ကျွန်တော် CN ရဲ့ combination ကလည်းပါနေရဆိုတော့လက်သွန်းအနေနဲ့အာလီကန်ရင်ဆိုင်ကတော်တော်လေးခက်ခဲနေတယ် CN เนาะ mid player တွေရဲ့ဒီမတာထဲမှာအကြိုက်ဆုံးကျွန်တော် mid lane mid lane hero လို့ပြောလို့ရတယ်ကင်ဘီကเนาะတောင်ချပရိတ်ကလည်းများတယ်ရင်ရိတ်လည်းများတယ်လို့ damage လည်းတအားများတယ်သူ့ကိုထိန်းဖို့အတွက်အာလီကိမှမလွယ်ဘူးဆိုမြေကိန်းတိုင်းမှာတစ်ခုမှလည်းပို့ပြီးတော့ထိန်းဖို့တော့ခက်ခဲနေတဲ့ hero တကောင်လက်ရှိမှာလည်းကင်ဘီက hero ကနှစ်ကောင်နဲ့ဦးဆောင်ထားနိုင်တယ်ဆိုတော့လက်ရှိကင်ဘီ damage ကို ဘလက်တော့တော်တော်လေးရှောင်ရှားနိုင်ဖို့တော့လိုအပ်နေရတော့အမှန်ပါပဲ first start တယ်ဟိုအဖတ်စတဲ့အပြီးမှလေဟိုဝေး3កောင်កောက်ခံထားရတာမျိုးတွေအစီရင်စီဟိုကင်း2កောင်ထည့်လိုက်ရတာမျိုးတွေဟာဘလက်တော့တော့မီကိန်းတိုင်းမီတခုမှပိုးပြီးတိုင်ဖက်သွားနိုင်တဲ့အရာမျိုးဖြစ်သွားနိုင်တယ်အဲ့တော့နောက်တစ် second start တဲ့ object မတိုင်ခင်တက်တာတဲ့ object မတိုင်ခင်လေးမှာတော့တခုခုပြန်ပြီးတော့လောက်ပြထားနိုင်ဖို့တော့လိုရတယ်ပေါ့နော်သူတို့မှရှိနေတဲ့ wall face တွေ aggregate damage တွေရိုးရိုးရဲ့ဒါ go buster မဟုတ်တာတွေသူတို့ဒီ netherite ချပြန်ပြီး save တာတွေ cristiano leo ရဲ့ electro big timing လေးတွေ ကွက်တီလေးပြန်ပြီးမှန်ဖို့တော့လိုအပ်နေပါသေးတယ်။ရောစရာကတော့ကျွန်တော် Fego Nesberg ကနေပြီးတော့တန်ပေါင်းနဲ့အဲ့လိုမျိုးရှည်ရန်နဲ့ခွဲမရအောင်ပူးနေတဲ့ situation တစ်ခုတော့ Blackton အနေနဲ့ရောရင်ဆိုင်မှုချိုးစားအောင်ပဲဆိုတော့ CK Soul Saver တော်တော်လေးကိုတော့စိတ်နေပြီ။စိတ်နေပြီ။အခုနောက်ပိုင်းမှာလေအားဒီ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 ကြားထဲမှာပေါ့နော်။2မိနစ်3မိနစ်လောက်ကဆူဒီ2ပတ်3မိနစ်လောက်မှာဆူရနည်းနည်း damage နည်းခဲ့တယ်ဆိုပြီးအခုဒီနေ့နဲ့မနေ့မနေ့တုန်းကတော့အခုပြန်ပြီးကြည့်မယ်ဆိုဆူရ damage တော်တော်လေးပြန်ပြီးများလာတာတွေ့ရတယ်။ဒီက talent ကြောင့်လား။ဒါမှမဟုတ်လက်ရှိမှာနည်းနည်းလေးပြန်ပြီးဘတ်ပေးလိုက်လို့လားတော့မသိဘူး။အခုလက်ရှိအဲ့တော့ဒီဒီ meta changes မှာတော့ပေါ့နော်။ ဆူယူ damage ပိုများလာတယ်လို့ခန့်စားတယ်။ဒီကသူ့ဆိုးစီပါပိုပြီး damage များလာတယ်ဗျ။အဓိကလည်း Ali Gay Hero K တွေပါရထားတယ် Target Fight တွေပါမှာတာထားအကြောင်းလဲအများကြီးသွားပြီးသဆိုင်လေးမယ်ပေါ့နော်။အခုထပ်ပြီးတော့ပဲကျွန်တော် Second Target Objective Fight လေးစပြီးတော့တဲတော့မယ်။ဒါပေမဲ့ Black Thorn ဘက်ကလည်းပြော Carfu ကအခုချိန်ထိအဆင်ပြေပြေလေးတော့ချိန်နေသေးတယ်။ Battle Combination လည်းကြပြီလားဆိုတော့ကြည့်ရမယ်။ Weber Flow လေးနဲ့တစ်ဖက်ကလည်းပြတချွန်ပြေးပြီးတော့ကြည်ထားသေးတယ်။ရှီယန်ကိုဒါပေမဲ့ရှီယန်ပေးတဲ့ damage ကတဖြည်းဖြည်းနဲ့များနေပြီ။တစ်ဖက်ကလည်း Bobo Club ဘလိုင်းနေမှာ။ 我一开始呢，因为巴西人 damage 很低，但是吧，我一看我的 Jar 再巴西给来比较 old hard 的 damage，然后就给 bubble bubble 出来。然后我看一下哪里，我拿过来巴西比较 forward hard 的，因为我的打一些 warfare，打的更溜。然后他的 Nico，给我夸爆了的 Joseanne，OP，OP。乌鸦老的被他给哭骂了，Christiano Leo，然后他 being 的巴西比较 forward 去咬，我打不没。给我彻底 Jar 再骂了，老了，巴西比较 AOG，巴西比较 Pita，老是骂的。然后我来，然后他的 second draw 得了，然后跟 Nest，巴西老比较压哨的 Uthai，老是给巴西。因为巴西人 damage 很低，他比较被 Pini，龙梅苏比麦克放的高夫，巴西乌鸦老的。 ထားမှာတော့ပြန်ကြသွားတယ်လို့ CK ပါတက်ဒေါင်းနိုင်နေနေသားပဲဒါပေမဲ့ CN damage လေးနဲ့ကပပေးတိုင်းနဲ့ပဲ CK ထပ်ပြီးလွတ်သွားပါသေးတယ်ဘက်သွန်းနေနဲ့ objective တွေပေးနေရတယ်ဆိုပေမဲ့လို့တို့အနေနဲ့ Carfu ကိုတော့ famine တို့လိုမျိုးကျွန်တော်တို့ now walk တီးရတော့ရအောင်တော့ဖန်တီးနေသေးပဲဗျအဲ့တော့ Carfu အနေနဲ့ဒီဘက်တွေလာ join တာ objective တော့မရဘူးဆိုပေမဲ့ Hero King နှစ်ကောင်တော့ရထားတယ်သူတို့ကနည်းနည်းလေးအဆင်ပြေရလို့တော့ပြောရမယ်ဗျဒါပေမဲ့အဲ့လို CN ရဲ့အလဲမှာကျွန်တော်တို့ဒီ breast damage ကြီးတောက်လျှောက်ပေးနေရတယ်တော်တော်လေးကိုစိုးတယ်လို့ပြောလို့ရတယ် red line အပြည့်နဲ့ဆိုတော့နောက်ကပ်ဖို့တော့မလွယ်ဘူးအဲ့တော့မှသူ့ရဲ့ဒီ bin နေ post တွေရလဲတောက်လျှောက်တောက်လျှောက်ထွက်လာတာဆိုတော့အဲ့ bin post နောက်မှာ မှာလည်းထပ်လိုက်လာတဲ့ damage တွေက MVP ကဲတို့နောက်တော့ဒီ Nico ရဲ့ slam pass တွေကုန်းခွာတာတွေဆိုတော့လက်ရှိမှာတော့ Black Thorn တိုင်ပတ်နေတော့မယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ Kafu Eye နဲ့ပြန်ထွက်နေတာလေးက Black Thorn တို့အပြေလေးပဲပြန်ပြီးဖြစ်သွားမလား။ CN damage တွေဂျားမှာတော်လေးကိုနာကျင်ခံစားနေရတယ်။ Euro နဲ့ CN နဲ့ဂျားထဲမှာ level 2ဆင့်ဆိုတော့ တော်လေးတော့ကွာနေပြီလို့ပြောရမှာပဲ။ Blackthorn အနေနဲ့ကလည်း CN ကိုအမြဲတမ်းကြီးဖို့အတွက်စ조사နေရပဲပေါ့နော်။ဒါပေမဲ့ CN ရဲ့အဲ့လိုမျိုး Scale Phone Ultimate နဲ့ SK2 သူ့ရဲ့ Boss နဲ့ဘေးနဲ့သာမိွားခဲ့မယ်ဆိုရင်သူ့ရှင်ကနေပြီးထွက်လာမယ် damage ကတော်တော်လေးတော့ကြောက်ဖို့တော့ကောင်းမယ်။နောက်မှလည်း follow up တွေရှိနေရဆိုတော့တော်တော်လေးသတိထားနေရ YoYo Grab လမ်းပြီးခေါ်လာခဲ့တန်ပေါက်တော့ဖြစ်နေရပဲ။ဗတေစောက်ဖို့အတွက်နည်းနည်းလေးခက်ခဲနေတဲ့အခြေအနေ။ဒီရှင်မ Blackthorn အနေနဲ့သူတို့ save သေးကိုပဲပို့ပြီးရွေးထားတယ်။အဓိက Carfoo ကိုသူတို့စောင့်စောင့်မှရမယ်ဗျ။အင်း Carfoo အဲ့ဒီပြန်ထွက်လာမှာပဲ။ Carfoo ရဲ့ long range damage တွေအဲ့ချိန်မှာမှာဘုံဘုံကလပ်ပို့ပြီးတော့မာပေးတာလေးနဲ့ Cristiano Leo ရဲ့ အလူဘီတိုင်ပြီးမှန်မှပဲဘလတ်သွန်းနည်းနည်းဗတ်တက်ပြန်ချနိုင်တဲ့အနေထားပေါ့နော်တိုင်ချွန်ကလည်းလောလောဆယ်ဖမ်းဖို့တော့ကလည်းမလွယ်ဖမ်းဖို့တော့မလွယ်ဘူးဆိုတာလေတပတ်က damage ပေးရမယ့်၃កောင်တွေက၃កောင်လုံး mobility အရင်ပြင်းနေတယ်ဝမ်ဝမ်ရောခင်မီရော CK ရဲ့ဒီစူယူရော mobility အရင်ပြင်းတော့သူဖမ်းဖို့တော့မလွယ်ဘူးပေါ့နော် ။ဒီလိုလေ Black Thorn အနေနဲ့ objective တွေပြန်ပြီးတော့ trade ဖို့စ조사နေရပြီးတော့ Leo ရဲ့ fan main လေးကိုရှာပေးချင်တာလည်းတကြောင်းပေါ့နော်။ Leo အနေနဲ့ကလည်းဗတဲဝင်လိုက်တိုင်းမှာတစ်ဖက်ကနေပြီး New Po ကအမြဲတမ်းကြီးနေတော့တော်တော်လေးကိုဝင်ရထွက်ခက်ခဲနေတယ်။ဒီကြိုင်းမှာကျွန်တော်ရှီယန်ကိုပဲနောက်ပိုင်းဗတဲတွေမှာရအောင်လိုက်ကြည့်နိုင်မလားဆိုတော့ကြည့်ရမယ်။ဆိုတော့တချောပြေးပြီးတော့အိန်းနာနဲ့ဂျားထဲမှာတော့စတင်ပြီးတော့ပေးလိုက်ရပြီဗျာ။တစ်ချက်မှတော့မပြည့်လဲရဘူးသူပဲပြောအောင်ပါပဲ။ Number Fakuness 3K Network different နဲ့အတူပဲနောက်ဆုံး Lester တွေကထပ်မံပြီးတော့ရုပ်တော့တော့စ조사နေခဲ့ပြီဗျာ။မနေ့က Mangy Business ကိုနိုင်ထားတဲ့အချိန်ကဒီနေ့မပြေသေးဘူး လို့ပြောရမှာပဲ။အခုချိန်ထိ on fire ဖြစ်နေသေးတယ်လို့ပြောရမယ်။ Fagonas နေတည်တည်တသားကြီးကိုပြောင်းလဲလာတော့တွေ့ရတယ်။ကျုပ်ဒီချိန်မကြည့်ဘူး။ အေးဇူးခုံးနေနေတော့ဗတယ်လေးကတော့သွားချိုင်းနေတစ်ဖက်မှာတော့ဘုံဘုတ်ကလပ်ဂျူယိုဆင်းပြီးတော့ရှိနေဆိုရင်အပေါ်လမ်းမှာတော့နည်းနည်းလေးဗတယ်လေးသွားတဲ့ချင်းနေရဗျာတဲသွားမှာလားဖကုနက်စ်ခေါင်းတိုးပြီးတော့ပြရအောင်မဆိုင်သွားမှာလားဒါပေမဲ့တစ်ဖက်မှာလည်းဘလက်သွန်းနဲ့ဒီချိန်မှာဗတယ်မဆိုင်တင်သေးဘူးလို့တော့ထင်တယ်ကျွန်တော်ကတော့ဘလက်သွန်း family ဦးတည်ပြီးတော့မှာကာဖူပြန်တင်ပြန်ပြီး damage ထွက်လာမှာပဲပေါ့နော်နည်းနည်း team fight လေးပြန်ပြီးတော့ဦးတည်လာတော့ပိုကောင်းတယ်ဗျာလောလောဆယ်တိုက်ချွန်း office ပြန်ပြီးတော့ပေးထားရည်ဆိုပြီးဒီခုဘာမှမဖြစ်ဘူးဟောင်းပြန်ပြီးခွာပေးလိုက်သေးရဗျာနောက်မှာလည်းတန်ပေါက်ရှိနေ CN damage ရှိနေတဲ့ဘဘကလက်ပြန်တော့လာဟန့်ပြီးတယ်အဲ့နောက်မှာ Christian Lulio စစ်ကြားတဲ့မစီရင်မသေးသေးဘူးဗျလော်တိုပီနဲ့တာဝါလေးတွေလိုက်ပြီးတော့မေးထားတဲ့နေသားမှာတော့ဒီတစ်ခါတော့ရလိုက်ပါပြီဒါပေမဲ့ OG backup တွေ OP damage စစ်ကြားတယ်မလို့ယိုယိုပြန်ပြီးတော့ပေးရအောင်မယ်လို့ထင်တယ်ခခဖူး damage တွေနဲ့ပြန်ပြီး OP လေးကိုတော့ပြန်အဆုံးသက်ထားတဲ့နောက်မှာတော့ Fekko နဲ့မှ damage တော့မရှိတော့ဒါပေမဲ့ CK တန်နေတဲ့စီဒီအမ်အင်းနဲ့ပဲနှစ်ကောင်လုံးပြန်ပြန်ဆုံးတတိုင်းနဲ့ပဲယူကီတီပြန်ရလိုက်တဲ့အနေထားမှာလည်းတော်တော်ပြန်တန်သွားတယ်လို့ပဲပြောမှာပဲဒါပေမဲ့တစ်ဖက်မှာပြန်ချင်းဖယ်ကွန်နက်စ်ဘက်ကနေပြီးတော့ OP နဲ့ကျွန်တော် CN နဲ့ကြာထားတယ်ဆိုပြီးတချို့ရရှိရတယ်တစ်ဖက်မှာတော့ကျွန်တော် Blackthorn ဘက်မှာ Front Line နှစ်ယောက်ပဲကြာထားရပေါ့နော်ကာဖူးအနေနဲ့အခုချိန်ထိအဆင်ပြေနေသေးတယ်ဆိုရဲ့အနေထားပြီးတော့ Rolly ဘက်ကထပ်ပြီးနေပြီဆိုတော့ Now Kafu ရဲ့ Output Damage တွေကိုကြည့်ရအောင်မယ်ခုနကလည်းကျွန်တော် Leon နဲ့ Bombo Clan နဲ့ပြေးပြီးတော့ CN ကိုကြီးလိုက်တာလေးတခုကလည်းကောင်းသွားသေးရဲ့ဗျဟုတ်တယ်နော်အဲ့တော့ Blackthorn အဲ Hugh Kelly ပြန်ရတယ်ဆိုပြီးသူတို့ကိုယ်နဲ့တောက်ရှော့ပြန်ပေးနေရတဲ့အပိုင်းမှာလည်း Network ကပြန်ပြီးမညှိန ိုင်သေးဘူးဗျာလက်ရှိမှာရှေ့ကပြောသလိုပဲထပ်မံပြောချင်တာတော့ပို့ပြီးတော့ဒီ play sign ကိုပေါ့နော်ဘတ်စိုင်နေဆိုတော့ပို့ safe pick လုပ်ပြီးတော့ပဲ carfu damage ပြန်ထွက်လာအောင်လောက်တာမျိုးလေးတွေ bubble clutch ဒီပို့ပြီးမအောင်လောက်တာမျိုးလေးတွေเนาะ tension ပို့ပြီးတော့မအောင်လောက်တာမျိုးလေးတွေ နော်အဲ့လိုမျိုးမာလာပြီဆိုရင်တော့နောက်မှလည်းခရစ်စတီယာနိုလီယိုနေနဲ့အလက်တိုပီပေးရတဲ့ timing ကလည်းပိုပြီးအဆင်ပြေသွားနိုင်တာဆိုတော့လေပိုမာဖို့ပို damage ထွက်ဖို့အတွက်ဘလက်သွန်းဦးတည်လိုက်တာတော့အကောင်းဆုံးပဲဗျဗတဲ့ timing ကိုဘလိုင်းနေရပဲပတ်ဖို့အမြဲတမ်းကြီးမှဖြစ်တယ်လို့ခုချိန်မှာလို့ Holy Christ ပဲ fan မှာဖြစ်တဲ့အတွက်ကြောင့်လို့လီယိုရဲ့ဘတဲ့ combination သိမ့်မြင်ရဖို့တော့မရှိဘူးနောက်ပိုင်း Carfou ရဲ့ဒီဘယ်လိုပြောမလဲအလုံးလောက်ရမှာတွေပို့ပြီးတော့များလာလိမ့်မယ်ဆိုတော့ Carfou နေနဲ့လည်းဒီချိန်မှာသူ့ရဲ့ original stack တွေပါတယ်ကြီးရမယ်ဆိုရင်10မိနစ် timing အတွင်းမှာဆို200ဝင်းကျင်လောက်တော့ရှိနေပြအဲ့200ဝင်းကျင်လောက်နဲ့လောက်သားဆိုတော့တကယ်တော့တစ်ဖက်ကနေပြ New Code တို့တန်ပေါက်တို့ဖြတ်ဖို့ဆိုရင်တက game မလောက်ဘူးအဲ့လို OP တို့ရှီယန်တို့ရှီယို damage output ကရောက်ရောက်မှဖြစ်မယ်လီယိုမှာ holy crystal တော့ပြီးသွားပြီနဲရီကကြည်ကောင်းနေပြဒါပေမဲ့လောစီကတော့ fagon နေနဲ့ main objective ကိုယူပြီးတော့ map ကို pressure ပေးခြင်းနေရဲ့အရေးအယောင်လေးတွေတွေ့နေရတယ် fagon nest နေနဲ့ဟုတ်တယ်ကဲလောလောဆက် crystal လီယိုနော်တစ်ဖက်က CK နဲ့ရှီမယ်ဆိုတော့အဲ့ဒါ lower chat လေးတွေရှိနေတဲ့အတိုင်းတစ်ခုမှာတော့ better sign ဖို့အတွက်တော်တော်လေးတော့စဉ်းစားနေရရင်လည်းနောက်ဆုံး lob bat တဲကိုဘယ်လိုမျိုးပြန်ပြီး fagon nest နော်ကျွန်တော် fagon nest ဖြစ်လို့ black thorn ဘယ်လိုမျိုးပြန်ပြီးစိုင်သွားမှာလဲဒီ fagon nest ကိုရအောင်ကိုတီးသွားပြီးဒီ first lock objective တွေကိုပြန်ရအောင် try သွားနိုင်မလားပုံမှန် crystal ဆယ်လီယိုဒက်စီနဲ့ပြင်းဝင်လာဖို့တော့ကြည့်နေတယ်။ထွက်မှလည်းဘုံမကလက်တောင်းချောင်းဟန်ထားပြီးတဲ့ဆက်ပဲလောက်ရတော့ CK အတွက်ပဲဖြစ်သွားခဲ့ပြီဗျာ။အဲ့တော့ Wolfis တွေလာပြီးဖို့တော့ကြိုးစားနေဆိုတော့တော်တော်ဒီကိုကိုခွာထားလေတော်တော်လေးကောင်းနေယူယူအင်းဒီဒရန်တောင်းချောင်းတော့ပြန်ပြီးစေထားတယ်ဆိုတော့တန်ဖို့ AOG တွေကြားထဲမှာဘုံမကလက်ဆက်ကြတယ်ဗျာ။ထွက်မှလည်း CNOB တောင်းချောင်းပြန်ပြီးဖော်ဖတားနိုင်တော့ CK နဲ့ Hiroki မပေးလိုက်ရအောင်ဒါပေမဲ့ကျန်နေခဲ့တဲ့ Yuko လေးကောင်ပြီးတဲ့ damage တွေကြားထဲမှာနောက်တစ်ချက် again ကိုခွာခွင်းတော့ရရှိနေသေးတယ်ဘက်က damage ပါလာရင်တော့ကောင်းတယ်ဆိုပေမဲ့ဘက်က damage ပါမလာတဲ့နောက်မှာတော့ Yuki ပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုပေမဲ့ make a fast tower ပါဦးတော့ OP နောက်လျှောက် damage လေးတွေပေးထားရင်လည်းရကနေဆက်ဆက်အထိတော့ pressure ပေးခဲ့နိုင်ပါတယ်။ Bladon နေနေရတယ်အဓိကသူတို့ objective ပေးလိုက်ရလို့ဗတဲဆိုင်လိုက်တာဒါပေမဲ့သူတို့ညူကိုရလိုက်တယ်ဆိုပေမဲ့လို့ပြန်ပြီးချလိုက်တာတော့ဘုံဘုတ် clutch တော့ဖြစ်နေရပေါ့နော်။ဒါပေမဲ့သူတို့နေနေ hero king နှစ်ကောင်လာတော့ပြန်ပြီးရထားတော့တွေ့ရတယ်။ Now gap မှာ Fagoness နေနဲ့အခုချိန်ကြီးတော့ဦးစီးထားတော့မယ်။အခုရထားရကျွန်တော်တို့ first long နဲ့အတူသူတို့ရလိုက်မဲ့ objective တွေ map pressure တွေရရှီယုံမှာဆိုတော့ Bladon နေနဲ့ဒီတက်ပို့ပြီးချက်တဲလာဖို့ပဲရှိရ။ဒါပေမဲ့ဂျားထဲမှာသူတို့ကအဲ့လို Carfu ကိုရန်ရန်ပြီးတော့ဆော့နေရလေးကိုလည်းတွေ့ရတယ်ဆိုတော့ဒါစီ key point များဖြစ်လာမလားဆိုတော့ကြည့်ရမယ်ဗျ။ Carfu ပြန်ပြီး damage ောက်ဖို့ထွက်ဖို့တော့တော့လိုအပ်နေရတော့အမှန်ပဲ BOD BOD ရောပြီးတော့ BOD ပြီးလာရင်တော့ပို့ပြီးတော့ကောင်းသွားပြီရှေ့မှာလည်းအိုင်တဲ့၃ချောင်းလည်းအဆင်ပြေနေပြီဆိုတော့လေဒါပေမဲ့တစ်ဖက်မှာပြန်ပြစ်ကြည့်မယ်ဆိုရင်ဝမ်ဝမ်ပြစ် ဝမ်အိုင်တမ်လိုအပ်ချက်ရှိနေတယ်။ဗီယိုဒီဘက်ကအရင်တည့်နေရဆိုဝမ်ဝမ်လည်းဒီအချိန်မှာအိုင်တမ်တချို့ချို့ထွက်တော်မှတော့ရမယ်။မဟုတ်ဘူးဆိုတော့ကာဖူးပြန်ပစ်တာနဲ့ဝမ်ဝမ်တို့စီရင်တို့ပို့ပြီးတော့တိုင်ဖက်သွားနိုင်နေဆိုတော့ကြလေ။နည်းနည်း defend လေးပါလေလိုအပ်နေ။ OOP တချို့မဲ့ပြန်ပြီးအိုင်တမ်လေးလိုက်ထားတယ်မလက်ဖစ်ကန်ဆိုတော့ဝမ်ဝမ် damage ကလည်းပြန်များလာပြီဆိုတော့ back nest ဒီထပ်ပို့ပြီးတော့ထိန်းလို့ရအောင်မယ်။အဲ့တော့မှတော့ဒီ fast lock wave lane နဲ့အတူပဲ second လုံးယူပြီးတော့ကြိုးစားနေတည်တယ်။ two man hit play ကောင်းတယ်။ pop blitz stand လေးတကယ်လောက်ပနေရဗျာ။ ကျန် damage တွေကြားထဲမှာတွေ့မှာဘလက်တုံးကခေါင်းတိုးဖို့တော်တော်လေးခဲဟင်းနေတာပါတန်ပေါင်းတွေလည်းများတယ်ဆိုတော့လေတန်ပေါင်းနဲ့ရှီယန်းရှီယာကျွန်တော်တို့တကယ်ကိုကောင်းတဲ့ compact လေးတွေကိုတော့တောက်လျှောက်ကိုတွေ့နေရတယ်လို့ပြောရမှာတန်ပေါင်းက unbreakable နဲ့နှစ်အောင်လုံးကိုခေါ်လာရင်တော့ရှီယန်းအနေနဲ့ဘင်းနဲ့ဖြစ်ထည့်လိုက်တယ်ပေါ့နော်ပြန်ပြီးရုံထွက်ဖို့အတွက်ခက်ခဲနေတယ်လူမျိုးကျွန်တော်တို့ အကွက်တွေကိုတစ်ဖက်ကနေပြီးတော့ black thorn နေနဲ့ကြံရှိနေတဲ့ minute တွေမှာရုံထွက်ဖို့ကြိုးစားရမယ်။ yes လို့ဖို့ကြိုးစားရမယ်ပေါ့နော်။ဒီတိုင်းမှာ tyron နေနဲ့လုတ်ွက်တွေဘယ်လောက်ထိထွက်နိုင်မလဲ။တစ်ဖက်ကနေလည်း bombo clap attention ဘယ်လောက်ထိ down နိုင်မလဲ။ vara ဘယ်လောက်ထိ save နိုင်မလဲ။ပြောရဆိုနေတဲ့ bombo clap ပြန်ပြီး forward ကိုကြိုးစားရဆိုရင်အောက်ဘ damage တွေတစ်ဖက်က fair ko nasty မှာတော်တော်လေးကိုလုံလောက်ရှိနေပြီဆိုတော့ damage ကိုပဲပြတ်သွားပြီဗျာ။ဒီကိုရဲ့ခေါက်ခွာတာတွေကလည်းတော်တော်လေးကောင်းနေတယ်လို့ပြောရမယ်။ slam pass တွေတောက်လျှောက်ကိုမိနေတယ်။သူရဲ့ကိုခုနပေးခဲ့တဲ့ battery တခုမှဆိုတော့ slam pass ကိုနှစ်ခါတောင်မှမိသွားပါတော့။အဲ့တော့ခုမှလည်းသူရဲ့ကိုကွက်ချက်တွေကြားထဲမှာနောက်ကနေ damage ပေးရတဲ့သူတွေကလည်း damage ထွက်နေခဲ့တဲ့နောက်မှာတော့ fair ko nasty တောက်လျှောက်ကို ဒါအအသာကြီးရရှိနေတယ်ဟီယူကြီးရရှိနေတယ်ပဲပြောရမှာပဲဒါပေမဲ့ဒီဘက်မှာတော့ဘလက်သွန်းခရစ်စတီယာနိုလီယိုရရင်ရတဲ့အနေထားလေးမှာတော့ join mobility အောက်အကောင်းဆုံးအသုံးပြုပြီးတော့ပဲ online ရဲ့စီ second long လေးကိုတော့ပြန်ရအောင်ယူထားနိုင်နေတယ်အဲ့ဒါလေးကဘလက်သွန်းအတွက် network အနေနဲ့ပြန်ရသွားတဲ့အချက်တစ်ချက်ပဲဗျာနော်အဲ့မလီယိုတို့ပါလို့ Lovefine Peace ဒီလိုက်ပြီးတော့နင်းနိုင်မယ်ဆိုရင်တော့မှဘလူးမုတ်ချေဘလိုင်းတွေကိုအရန်ဝင်တိုးလာမယ်ဆိုရင်တန်ပေါင်းရဲ့ America Bay ခြိသေးတယ်ဆိုတော့လီဝါအမြဲတမ်းကျွန်တော်တို့လွတ်လာမယ့်အခြေုံပဲစောင့်နေတဖက်ရဲ့ Spare Casting ကိုကြည်ပြီးတော့ပဲဝင်ရမှာပဲအဲ့တော့ Spare ကုန်မှာပဲဝင်ရမှာပဲဆိုတော့ အရာအားလုံးကကာဖူးရှိမှာပဲသွားပြီးမူတည်နေတယ်ဒါပေမဲ့တစ်ဖက်ကနေလည်းတဲချွန်တို့ကျဘိုမိုကလပ်တို့အများကြီးစပက်ရှယ်ပေးဖို့လည်းလိုသေးတယ်ဒါပေမဲ့ဖယ်ကွန်နက်စီကနေပြီးတော့အခုရှိနေတဲ့ဖရန့်လိုင်းနာနှစ်ယောက်ကျုံညူကိုနဲ့တန်ပေါင်းနေတာတော်တော်လေးကိုလည်းမာနေမာနေတဲ့အပြုံမှာဒီတိတ်ညူကိုရဲ့ slam pass နဲ့နောက်ကနေပြီးတန်ပေါင်းရဲ့ AOG ကကွန်ပတ်ပဲပေါင်းလို့ရတဲ့ပြင်နောက်မှလည်းရှီယန်ဘလက်ဝင်းနေပါရင်နဲ့ damage output ကောင်းကောင်းကြီးပေးနေတဲ့အနေထားမှာတော့ဖယ်ကွန်နက်စ်ကိုခေါင်းတိုးလို့ဘလက်သွန်းလုံးဝတော့မလွယ်ဘူးဒါပေမဲ့ goal ranking ကိုကြည့်မယ်ဆိုရင်တော့ကာဖူးကအမြင့်ဆုံးပဲဗျအဲ့တော့အေးဟာလေးကအဖြေလေးပဲပြန်ပြီးဖြစ်တော့ OP ကာဖူးရဲ့ dash owner ဒါတွေကြားမှာတော့ပြန် follow ရ slam pass တင် တူဘလော့ CK ရပါပြီဗျာယူယူ Netherland ပြန်ပြီးစိတ်နဲ့သူအေးအိုချီတခြားတွေမှာတော့ပြန်ပြီးထိန်းခဲ့လာယူယူပြန်အကြမှာတော့ CK တဲမင်းတပြန်ပြီးတဆုံးသွားမှာတစ်ဖက်မှာတော့ Little Beep တဲ့တူပြန်ပြီးတေဆုံးသွားခဲ့တာ OP ဗျာ CK ပြန်လိုက်ဖို့တော့ဂျိုးစားတယ်တိုက်ချွန်ဘက်ကပြချားတွေမှာ Wolfis တွေခြားတွေမှာတော့ CK လည်းပြန်ပြီးဒေါင်းသွားတယ်ကာဖူးပြခွင့်ရသွားတယ်ဗျာတစ်ခုမှာတော့ Newco ပြန်ပြီးတော့တေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်ဘဘကလပ်တင်လည်းဘာမှမဖြစ်သွားဘူးယူယူလိုက်ပြီး Goalbuster Mode တဲ့ကာဖူး Damage တွေခြားတွေမှာတော့ Fakuness ချန်နေတဲ့နှစ်ကောင်နေနဲ့နောက်ကိုပဲပြန်ပြီး Forward လောက်ရပါမယ်ဘာ Life Line ကွဲကောင်မှမှုနေနဲ့ပဲနောက်ဆုံးချန်ရှိနေတော့တန်ပေါင်းနဲ့ရှီရန်တော့ဖြစ် ော့ဖြစ်နေရပြဒါပေမဲ့သူတို့တင်းရောက်ထင်းနေတော့ဒီအချိန်မှာတမန်စစ်လုံးဝတော့ကတော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ law object တွေလည်းယာထားတာဆိုတော့ black zone နေနေရောအချိန်နေအများကြီးရလိုက်တယ်လို့တော့ပြောရမှာပဲအဲ့တော့ carfu ဒီအချိန်မှာသူတို့အထွက်ကတော့ key player လို့ပြောလို့ရတယ် carfu ကိုပဲမီရန်ပြီးတော့ yo yo bobo club ဝင်ရန်ပြီးတော့ပဲဒီအချိန်မှာ b ကတာဝါတစ်လုံး black zone ကိုစပြီးတော့ try အောင်ပဲဗျလောပြပေးလိုက်ရတယ်ဆိုပြီးကောင်းမှုနဲ့ဗတ်ဆက်နေတဲ့ကြားထဲမှာတော့နောက်တစ် second tower တွေ mega lane တွေ pressure ပေးခဲ့စီရင်လေးနေဒီမှာ live ပြီးတော့ down မှာလည်းချန်နေခဲ့ yo yo လည်း op အဆုံးသက်သွားခဲ့ရင်နဲ့ပဲပြန်လဲလာတဲ့ဗတ်တက်တစ်ခုမှလည်း damage ကအရင်များနေခဲ့တယ်ဗျ and number 5က ကိုနက်လိုအပ်နေတဲ့ဟီယူကီလေးတွေပြန်ပြီးရရှိထားသေးပါဒါပေမဲ့ရိုးရိုးနေနဲ့အဲ့လိုမျိုး stack တွေပါဆိုးတွေပါရထားတာဆိုချက်ချင်းကိုပြန်ပြီးတော့ response ဖြစ်လာတယ်အဲ့အဲ့အတွက် sacrifice ပေးလိုက်ရတာတော်တော်တန်တယ်လို့ပြောရမယ်ဒါပေမဲ့ fair goodness အနေနဲ့သူတို့အဲ့လိုမျိုးတစ်ဖက်ကနေပြီးတော့လက်သွန်းပြန်ပြန်လာတဲ့ bounce back လေးတွေကိုနည်းနည်းလေး give side မှာတော့ရပါရကောင်းတာ attack တော့မိတာနှစ်ခါလောက်တော့ရှိပြီအဲ့လိုမျိုးအချက်လေးကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့သူတို့ gain နဲ့မဝမ်းအောင်လေးနိုင်မယ်ဆိုရင်ပဲလို့ black thorn ကလည်းတစ်ဖက်ကနေပြီးတော့ fair goodness အမှောင်ကိုစောင့်နေတဲ့အချိန်ဖြစ်နေရဲ့ဗျာ တော့ခုနကခုနနက်ကတာနေခဲ့တဲ့ 3K ကိုဘလက်သွန်းချက်ချင်းပြန်ပြီးဖြတ်သွားနိုင်ပြီလို့ပဲပြောရမှာအဓိကတကယ်ကောင်းနေ UK 3000ကိုရရှိသွားရလဲပါတယ်ခုနအဲ့တော့ Stanley တွေ now you damn ပြီးတော့ပြတ်သွား heavy cross what that cross what that damn ပြီးတော့တက်သွားရင်းနဲ့ဘဘကလက်တက်ပြီးတော့ down သွားတယ်ဗျာနောက်မချင်နေခဲ့တဲ့ damage တွေ damage တွေထပ်ပြီးတော့ပေးနေပတိုက်ချိုတက်ပြီးတော့ down ပါတယ်ဒါပေမဲ့ OP ြန်ပြီးတော့ပဲကာဖူတင်အမီတီဂျားမှာပြန်တောင်းသွားတယ်ဒါပေမဲ့စီရင်အစုံသက်ချက်တွေဂျားထဲမှာလည်းတိုက်ချပြန်တောင်းပါတယ်ဒါပေမဲ့ကာဖူတကောင်နဲ့ကြံနေခဲ့တဲ့တိုင်းတာတခုကလီလေးဒီလေးကောင်ပေါ့နော်ဆက်လက်ပြန် defend ဖို့အတွက်အဆင်ပြေပါမလားဆိုတော့ထက်ကြည့်ရမယ်ပဲမေဂလင်းတွေထက်ပြေးရဖို့တော့ရာခိုင်နှုန်းများနေတယ်ဆိုပေမဲ့ခရီးမပါတော့တာကတော့ဘလက်တွန်တော့ကန်ကောင်းသွားတဲ့အရာတခုလိုပဲပြောရမှာပဲ။ Volan Freeway တခုကိုတော့တစ်ချက်တော့ကြည့်ရအောင်မယ်။ New Go အရန်ဝင် dive မယ်ဆိုရင်တော့ CK နဲ့ combination Carfu ဘလောက်ထိ outplay နိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာ။လောစရတော့ mega objective တခု search Carfu ူးတန်းပြီးတော့ပဲ shut down my CK နဲ့တူပဲရိုးရိုးပြန်လည်ပြီးတော့ထွက်လာတဲ့အနေအထားတစ်ခုမှလို့ Black Zone ထပ်ပြီးတော့ပဲ defend မအောင်ပဲဗျာ So you damn CK damage တော်လေးကိုညာနေပြီတူပဲပြောရမှာပဲအရင်အရင်ပွဲကြီးပွဲကြီးရတဲ့ Suyu ကိုအခုနောက်ပိုင်းမှာပေါ့နော်အဲတကယ်ပို့ပြီး output damage ပို့များလာတယ်လို့တော့ထင်တယ်ဗျာအဓိက talent နဲ့လည်းဆိုင်မယ်လို့တော့ထင်တယ်ဗျာနော် level 15မှာ idol လေးကောင်းနေခဲ့တဲ့ CK damage တွေကြားထဲမှာတော့နော်တကယ်တကယ်ကောင်းနေခဲ့တဲ့နော်ဒီ Black Zone ရဲ့ main damage dealer ဖြစ်နေခဲ့တဲ့ Kafu shutdown ကြီးပြန်ပြီးတော့ပေးလိုက်ရပြီဆိုတော့ level cap ဟာတဖန်ပြန်လည်ပြီးတော့ Fago Nesbet ကိုပြန်ရောက်သွားပြီ Kafu နေတယ်မခံစားနိုင်တယ် wise ပါပဲထက်ထဲလိုက်ရတယ်အဒီကသူ rest day by နဲ့ပြစ်နေနောက်ဆုတ်လိုက်ပြစ်လိုက်နောက်ဆုတ်လိုက်ပြစ်လိုက်နဲ့80%လေးပါလေးရတယ်ပြန်ပြီးတော့လည်းတက်ချင်သေးရပါတော့နည်းနည်းလေးရလဲမတည်မှာလဲမာဂျင်နယ်ဆိုတဲ့အနေထားလေးအဓိကလေသူကိုယ်တိုင်ကလည်းအဲ့လို CK တွေဘာတွေပြေးပြီးတော့ဝင်လာရင် instant ပြတ်သွားဖို့က search me one instant ပြတ်သွားဖို့ကတော်တော်လေးကို percentage မြင့်နေတယ်။သူကိုယ်တိုင်ယုံမထွက်နိုင်ဘူးဆိုရင်ပြတ်သွားဖို့ကတော်တော်လေးကိုခြေနေရများတယ်ဆိုတော့ chain တွေပေါ့ wise ဒီပါထည့်ထားတာတော့ကောင်းတယ်။အဲ့ဒါ low objective dance တခုဒီအချိန်မှာ fair go dance သူတို့အသာစီးရထားတယ်သူပဲ လက်သုံးအောင်တော့ pressure တော့ထပ်ပြီးတော့ပေးပါဦးမယ်ဗျအဲ့တော့မတော့ဒါ first ဒီနောက်ဒီ second lot လေးပေါ့နော် sorry ဒီဒါ 哎，怎么打捞？我那那得打捞。那他们不要一星多嘛啦？他们不要这样手指啊？没有。哎，来什么嘞？那我个装备就老弹的给的。什么嘞？打的多少？一星差的，四级 damage 是加的嘛嘞？得捞哈！死了，疲劳的，反正你拿手就切多给的。没有。哎，一劳哩，一劳哩，玩的多少？得分打哪呢？顺便，得打捞。得分不多个？本来都都开开了，没留着。现在你去，他疲劳回来，你拿把 op damage 的给 damage 的。我刚走没悠悠那个 range，比方说 C 灾的，拿把 damage 的，刚负，刚走比方说 P 灾的，拿把 op crossport 呢？拿把 op 比方说 J 灾的，我拿把 op damage 的，拿把。 ပိုးပလက်ကပြန်ပြီးစားသွားတယ်ဗျကာပူပြက်ခွနဲ့ရားနေသေးစမအိုပီလက်ပြန်ပြီးပြက်ခွရားနေပါသေးတယ်ကာပူအင်မော်တယ်ပြန်ပြီးပြောင်းမလားဒီကိုတောင်းရှော့ဒဲမေ့တီပြန်ပြီးတော့ပေးတိုင်းစီရဲ့ဒဲမေ့တီဂျာမန်ဒီကကာပူပြန်ပြီးတောင်းသွားတယ်လို့အိုပီလွလွလပ်ပဲပြက်ခွရားနေရင်းနဲ့ပဲစီရန်ထွပကင်းနဲ့တူဂိမ်းနံပါတ်1ကိုတော့ဖကူနက်စ်ပြန်ပြီးတော့ပဦးဆောင်သွားတော့မှာပဲဖြစ်ပါတယ်ကာပူတယောက်တည်း damage နဲ့ဘလုံးကမလောက်သွားတဲ့ပတဲတစ်ခုလို့တော့ပြောရမှာနဲ့တူပဲဖကူနက်စ်နေနေရတော့အခုကျွန်တော်ဘတ်ဆော့3ပွဲစဉ်မှာဂိမ်းနံပါတ်1ကိုတော့ဘလက်ဒရွန်စတင်ပြီးတော့လီးလုံးလိုက်ပြီပဲဖြစ်ပါတယ် ဖကူနက်မနေ့ကမက်ကီဘေ့စ်နက်ကိုနိုင်ခဲ့တဲ့အချိန်ကြီးဟာဒီနေ့တိလုံးဝမတည်သေးဘူးလို့ပဲပြောရမှာပဲ။ဟုတ်တယ်။ကျွန်တော်အားလုံးအားလုံးအားလုံးထင်ထားခဲ့တာကတော့ဒီဂိမ်းပွဲမှာတော့ဘလက်သုံးကပိုပြီးဥဆောင်နိုင်ခဲ့မယ်လို့ထင်ထားခဲ့တယ်။ဒါပေမဲ့အတင်းအတင်းပြပြလဲမနေ့